ဒီစေမချမီအောင်မြောက်ဖွယ်အနုဘောနနာတရားစကားနည်းနည်းပြောကြပြီမယ်ဘဝမှာအထိတ်မှတစ်ခုတစ်ခုသတ်မှတ်ထားတယ်ဆိုရင်အဲ့ဒီအထိတ်မှရောက်လာတဲ့အခါမှာကိုလှုပ်တဲ့အလုပ်ကိုနှိမ့်စင်နှိမ့်စင်လှုပ်ဖြစ်သွားတယ်ဒီမှာမင်္ဂလာဆိုတာကဘုန်းကြီးတို့ပုဒ္ဒတာရသသင်္ဃောဆိုတဲ့ မြတ်စွာဘုရား38ဖြာမင်္ဂလာတော်ထဲမှာဟောထားတဲ့တရားတွေရှိပါလေပုတ္တဒါရသသင်္ခေါဆိုတာအိတော်မှုကိုပြုခြင်းသည်မင်္ဂလာရှိသော အလုပ်ဒီလိုဆိုလိုခြင်းဖြစ်ပါလေမင်္ဂလာဆိုတာကောင်းကျိုးချမ်းသာကျက်သရေမင်္ဂလာကောင်းကျိုးချမ်းသာ ဖြစ်စေတာကိုပဲမင်္ဂလာလို့ခေါ်တယ်အဲတော့အိတော်မှုပြုတာကအိတော်မှုပြုလိုက်တဲ့အတွက်ကြောင့် နံပါတ်၁တဦးနဲ့တဦးတယောက်နဲ့တယောက်အပေါ်မှာပြုစုဆန်းရှောက်ခြင်းမေတ္တာစိရနာအရင်ခံပြီးတော့ပြုစုဆန်းရှောက်နေကြအဲ့ဒီပြုစုဆန်းရှောက်မေတ္တာအရင်ခံပြီးတော့ပြုစုဆန်းရှောက်မှုသည်ကောင်းကျိုးချမ်းသာကိုဖြစ်စေသောမင်္ဂလာတရားနောက်တစ်ခါမိမိတို့ဇနီးမောင်နှံနှစ်ဦးသားအကြောင်းပြုပြီးသားတွေသမီးတွေယဉ်သွေးယရနာတွေဖြစ်ပေါ်လာ အဲ့ဒီဖြစ်ပေါ်လာတဲ့ယင်သိယေရနာတွေလူတလုံးသူတလုံးဖြစ်အောင်ကြံမအောင်ကြီးပွားအောင်တိုးတက်အောင်အောင်မြင်အောင်ပြီးသားသမီးတွေပေါ်မှာကြီးစွာသောဘာနဲ့မှနှိုင်းလို့မရတဲ့မေတ္တာတရားကိုအခြေခံပြီးကြိုးစားအားထုတ်ကြတယ်အဲ့ဒါလိုမေတ္တာတရားကိုအခြေခံပြီးကြိုးစားအားထုတ်ခြင်းဟာလည်းပဲမင်္ဂလာတစ်ပါးပဲကုသိုလ်ကိုဖြစ်စေတဲ့မင်္ဂလာတစ်ပါးဖြစ်ပါဒါကြောင့်မို့ အိမ်ထောင်ပြုတာကို38ဖြာမင်္ဂလာတဲမှာပုဒ္ဒဒါရသသင်္ကဟောလို့ကုသိုလ်ဖြစ်ကြောင်းအလုတ်ကောင်းတဲ့မှာတပတ်အပါဝင်ထက်သွင်းထားတာဖြစ်ပါလေအိမ်ထောင်ပြုတယ်ဆိုတာကကုသိုလ်တရားကိုဆောင်ထားတယ်လို့ဆောင်ထားခြင်းဖြစ်တယ်လို့ဒီလိုနားလည်ရမှာဖြစ်ပါလေအိမ်ထောင်ပြုတာကိုအကြောင်းပြုပြီးဇနီးမောင်နှံအဲ့ဒီကနေတဆင့် 米杂树的枇杷了，枇杷了的，要是你往人家那点生枇杷了的米杂树，哎，米杂树的今年年年年年那，但每年来米老多老太多的，农户有计算的，把大一计算的哦，但一毕业枇杷多的也计算的，哎，都是老少难讲的哦，哎呀个，我们那阿汤表大哥去看米枇杷了，那啥那啥那啥。 ဆင့်ပွားဖြစ်ပေါ်လာတဲ့ကုသိုလ်တရားတွေဖြစ်ပါတယ်ချုပ်လိုက်တဲ့အခါမှာကောင်းသောလှုပ်ဆောင်ခြင်းမှန်သမျှကိုမင်္ဂလာလို့ဖရာဟောထားတာဒီမင်္ဂလာတရားတော်မှာအတိအလင်းပါပါတယ်မင်္ဂလာဆိုတာကိုနှုတ်စိတ်သုံးပါအပြစ်ကင်းအောင်ထားပြီးလှုပ်ဆောင်နေကြတာကိုလှုပ်ဆောင်ချက်တွေကိုပဲမင်္ဂလာလို့ခေါ်တာ ဖြစ်ပါတယ်အဲဒါကြောင့်မင်းဒီအိမ်တော်ပြုတ်ပြီးတဲ့အခါမှာ အဲ့ဒီအိမ်တံပြုမှုနဲ့ဆက်ဆက်ပြီးကောင်းသောလှုပ်ဆောင်ချက်တွေများစွာများစွာလှုပ်ဖြစ်သွားတယ်လှုပ်မိသွားတယ်အဲ့လိုလှုပ်ဖြစ်သွားတဲ့အတွက်ကြောင့်အိမ်တံပြုတာကိုလည်းမင်္ဂလာလို့မြတ်စွာဘုရားဟောကြားခြင်းဖြစ်ပါတယ်ယနေ့မိမိတို့ရဲ့အိမ်တံပြုမှုအကြောင်းပြုပြီးယနေ့44နှစ်မြောက် မင်္ဂလာနှစ်ပါလေအထိမ်းမှရောက်လာတဲ့အခါမှလည်းပဲနှလုံးသားထဲမှာရှိသင့်ရှိထိုက်ရသင့်ရထိုက်တယ် ကုစုတရားကုစုတရားဆိုတာဘဝရဲ့မိခိုရာအားထားရာဖြစ်ပါတယ်ဘဝတန်တဲ့မျက်မှောက်ဘဝကစပြီးတန်တရားတလျှောက်လုံးတကယ်အားထားရမှအားထားရမယ်အရာအစစ်ပြအစစ်အားထားရမယ်တရားအစစ်ကကုစုတရားဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ဒီကုစုတရားတွေကိုဘုန်းကြီးတို့တွေမဖြစ်မနေရအောင်ယူချရတာဖြစ်ပါတယ်။အော်မင်္ဂလာဆောင်ထားပြီးတော့အိမ်တော်မှုပြုလိုက်တဲ့အခါမှာ ဒါမင်္ဂလာတရားမရရအောင်ကြိုးစားအားထုတ်နေတဲ့အလုပ်လို့ဒီလိုလဲယူဆလို့ရတယ်အဲဒါကြောင့်မို့မိမိတို့44နှစ်ကာလတိုင်အောင်မိမိတို့အတူတကွလက်တွဲပြီးလှုပ်တင်လှုပ်ထတဲ့ကိုလှုပ်ဆောင်နိုင်လိုက်တဲ့အတွက်ကြောင့်ဩမင်္ဂလာလို့ခေါ်တဲ့ကုသိုလ်အလုပ်တွေကို44နှစ်ကာလပတ်လုံးလှုပ်ထတဲ့ကုသိုလ်အလုပ်ကုသိုလ်ကောင်းမှုတွေအများကြီးဖြစ်ပေါ်လာ အများကြီးဖြစ်ပွားလာပြီးဖြစ်ပါလေ။ဒါကြောင့်ယနေ့အထိတ်မှအပါဝင်ကာလများစွာကပြုပြုစုထားခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအလှရှင်များမိသားစုများရဲ့နှလုံးသားထဲမှာအသေးအသေးဝင်ရောက်ကိန်းအောင်နေပြီးဖြစ်ပါလေ။ဖြူစင်သရှင်သောအဲ့ဒီကုသိုလ်ရဲ့အစွမ်းတတ္တိကြောင့်အလှရှင်များအားလုံးမိမိတို့လူလာတောင်းတအပ်တဲ့အကောင်းချမ်းသာအဖျားဖျားတို့ကိုအသေးအသေး ရရှိသုံးဆောင်ခံစားနိုင်ကြစေကုန်သတည်းကဲရည်စက်ချကြရအောင်ရည်စွက်ကံလဲဆုမဲဣဒံမိပုံညာနိဗ္ဗာန်တဒုက္ခတပစ္စယော ဟောတု44နိမြောက်ပြုလို့အထောက်ရသော မင်္ဂလာအထိတ်မှကောင်းမှုကုသိုလ်စီဘေးရန်ကင်းကွာကိုယ်စိတ်နှံဖျားကျန်းမာချမ်းသာကြောင်းကြည်ပွားအောင်မြေကြောင်းနိဗ္ဗာန်ရရာရာကြောင်းအထောက်ပံ့ခေါင်းဖြစ်ပါစေဤကုသိုလ်ဤအဖို့ဘာကဤကုသိုလ် အဘွားဘွားကိုကျေးဇူးကြီးမားမိဘဘိုးဘွားဆရာသမားများကိုအစထား၍31ဘုံကျင်းလေခုံသောအလုံးသောတတဝါတို့အားအမျှပေးဝေကြပါကုန်၏အမျှရကြ၍ကိုယ်စိတ်နှဖျား ကျမ်းမာချမ်းသာကြပါစေအမြတ်ဝေကြရအောင်အလုံးကြာကြာသမျှအမြတ်အမြတ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမြတ်အမြတ်အမြတ် Yura muja bhagolo tadu 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 alo cha cha damya amya 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 yura muja bhagolo tadu tadu tadu, tadu.